ဝေသားကလုံးဝကိုကျွတ်ကျွတ်အိတ်ကြီးထဲမှာကိုထည့်ပြီးတော့လုံးဝကျဲမှာတိမ့်နေရတလန်းလုံးကျဲတာတလန်းလုံးကျဲတဲ့အပြင်ပန်းတကူအထုပ်ကလေးတော့တတ်တတ်ထားထားသေးတယ်ပေါ့ကွအဲ့ဒါလေးကမသိတဲ့နေရာလေးမှာလိုက်ဖွဲ့မှာပါတယ် ်တယ်မားကြီးကတော့အများကြီးတော့တာကေတာပတ်တေတော့အရှိတကုံတို့ဘာလို့ပေါ့နော်အဲ့ပတ်တေသွားမှာညကြိုက်ကားနဲ့ရှောက်ပတ်တာပဲပျော်တဲ့ပတ်တေပဲသွားတာပဲလူတွေများများရှိတဲ့နေရာဒါပေမဲ့မားကြီးကကားနဲ့လိုက်ကျရင်လေစိတ်ကန်းရှိတယ်မားကြီးတို့မှလောပါတယ်မားကြီးတို့ကတေချာအော်ပေးတယ်ဘာဖြစ်လို့လဲကိုကြောင့်နဲ့မြေသူတဦးတယောက်မှဒုက္ခမရောက်စေချင်ဘူးဘာလို့လဲဆိုတော့နောက်ကားတွေပါရင်လည်းပြောတယ်နောက်ကားတွေပါတယ်နောက်ကားတွေရှိတယ်เนาะအဲ့ကြောင့်ကလေးတွေမကောက်နဲ့မလူနဲ့မားကြီးမကျဲဘူးမလာနဲ့ကတ္တရာဘောမတက်နဲ့မားကြီးတို့ကရက်လိုက်ရက်ပြီးသွားလို့ရှိရင်ကတ္တရာရဲ့ဘေးမှာကောက်ကျဲပေးတယ်အဲ့လိုမျိုးလေပိုပြီးရင် ီရောတိတယ်မှာကိုလက်ကကိုလက်ကလွတ်ပြီးရောနောက်ကလူဖြစ်ချင်တာဖြစ်မာကြီးမလုပ်ဘူးပြီးတော့မာကြီးပတ်စံလေးတေချာခောက်ထားတယ်အော်ပလပ်ပလပ်နဲ့လည်းမကျဲဘူးမလို့ဆိုကောက်မိတဲ့သူကပတ်စံလေးကောက်ရတာမှ9000တောင်နောက်ကကားကတိုက်သွားလို့တေသွားရင်လည်းအသက်တွေရှိတယ်အဲကြောင့်မာကြီးကကြောက်တယ်မာကြီးကလော်နဲ့သေးချာအော်တယ်သေးသေးချာချာစီကန်းနဲ့ချာနဲ့ပြောပြရဲမာကြီးအရှိမှဆိုလဲညကျရင်၈နာရီဆိုချိတ်ချိတ်တုံးနေပြီပတ်စံကျဲတော့မာကြီးနေရာတိုင်းမှာပတ်စံကျဲတာ ဖြစ်နိုင်ရင်လေမာကြီးမှာအိမ်မက်ရှိတယ်တနေ့ပေါ့နော်ဒါကတော့မာကြီးလည်းဖြစ်သွားတဲ့ခါကျတကယ်လုံးမှာတနေ့ခြံနဲ့ဝင်းနဲ့အိမ်နဲ့ယာနဲ့နေဖြစ်သွားခြံရှေ့မှာပေါ့နော်မာကြီးကအမြဲတမ်းဇရက်ကြီးစောက်ပြီးနေ့စဉ်ထမင်းကျွေးတဲ့အလှူကိုလှုပ်ချင်နေတာနေ့စဉ်ကျွေးနေမယ်ပေါ့နော်လူ150ဆို150လူ200ဆို200ဟင်းရတော့မကျူဘူးအမြဲတမ်းကျွေးနေမယ်မာကြီးအိမ်ဒီအမြဲတမ်းအလှူနဲ့ပြည့်တဲ့အိမ်ပဲဖြစ်ချင်တယ်ပေါ့